အားလုံးပဲမင်္ဂလာပါ Forever Gonna Facebook နဲ့ TRU YouTube Channel တို့ကနေကြိုဆိုပါရစေ TikTok ကညီကိုလေးအားလုံးလည်းမင်္ဂလာပါဗျာ ကျွန်တော်ဒီကနေ့ညအာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးနည်းနည်းလောက်ဆွေးနွေးတုံ့သက်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်အာဆင်နယ်အသင်းရဲ့အကစားဒါရိုက်တာအန်ဒရီးယားဘာတာကဒါလာမဲဇန်နဝါရီအပြောင်းရွှေ့ဈေးကွက်မှာအာဆင်နယ်အသင်းရဲ့ပြစ်မှတ်တီတဲကဒါအန်တိုနီယိုဆမင်းညိုးကိုလဲတာကစားသမားနဲ့ဒါဆွေးနွေးမှုတွေပြုလုပ်သွားပြီးတော့လာမဲဇန်နဝါရီအပြောင်းရွှေ့ဈေးကွက်မှာအာဆင်နယ်အသင်းကဒါဘုံမောက်အသင်းကိုဆမင်းညိုးနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ကြတိုင်းတာတစ်ခုနဲ့ကမ်းလှမ်းသွားပွဲရှိတယ်ဆိုပြီးတော့ဒါအာဆင်နယ်နီးစပ်တဲ့ ာဆင်နယ်ရေဒါကပေါ်ပြထားပါတယ်။တချို့သတင်းဌာနတွေရဲ့ပေါ်ပြချက်မှာဆိုလို့ရှိရင်ဒါအာဆင်နယ်အသင်းကဒီကစားသမားကိုပေါင်55တန်းလောက်နဲ့ကန်လန်သွားပွဲရှိတယ်ဆိုတဲ့သတင်းတွေကလည်းတောက်လျှောက်တက်နေသလိုတက်ဆက်တဲမှာပဲဒါကျွန်တော်တို့အာဆင်နယ်အသင်းကရေရှည်ပြတ်မှတ်အဖြစ်ဒါစောင့်ကြည့်နေတဲ့ဒါဂျူပီတာအသင်းရဲ့ကွင်းလယ်ကစားသမားကန်နယ်ရက်တစ်ကိုလည်းဒါအန်ဒရီးယားဘာတာကဇန်နဝါရီအပြောင်းရွှေ့ကြီးမှာ ဒါဇန်နဝါရီပြောင်းရွှေ့မှာပေါ့လေဒါဒီကစားသမားကိုလည်းကန်လန်းသွားပွဲရှိတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေဒါပြုလုပ်သွားပွဲရှိတယ်ဆိုပြီးတော့ဒါအာဆနယ်နီးစပ်တဲ့အာဆနယ်ရေဒါကပဲထပ်မံဖော်ပြထားတယ်နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်တို့အာဆနယ်အသင်းရဲ့ဒါနောက်တန်းကစားသမားဒါဂါဘရီယယ်မဂါဟေးနဲ့ပတ်သက်ပြီးတော့ဒါလစ်ဗာပူးကံဝင်ကစားသမားဂျီမီကာရီကာက အာဇနယ်အသင်းရဲ့နောက်တန်းကစားသမားဂါဘရီယယ်မက်ကာဟေးကတကယ့်ကို quality ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့သူကအနောက်တန်းနေထုတ်လုပ်တဲ့ဒီအသင်းရဲ့အကောင်းဆုံးနေတဲ့ကတစ်ယောက်ဖြစ်တယ်။သူကဆက်ပီးတွေမှာအကောင်းဆုံးဥဆောင်နိုင်သူဖြစ်ပြီးတော့သူကဒီယာတီမှာအကောင်းဆုံးဥဆောင်သူတွေကတစ်ယောက်ဖြစ်ပြီးသူကတကယ့်ကိုအသင်းကပတိန်လက်ပတ်နဲ့တကယ့်ကိုလိုက်တဲ့ကစားသမားပါ။ဒီကစားသမားကွင်းထဲမှာရှိနေတဲ့အချိန်ဆို သူကဩဇာညောင်းပြီးတော့ သူ့ရဲ့စကားတခွန်းကအရန်ကိုအေးပါပြီးသူကဆက်ပစ်ဒီမှာအရန်ကိုနေရာယူမှန်မှန်နဲ့ဒါအလုတ်ကောင်းကောင်းလုတ်ပေးနိုင်တာအပြင်အာဆင်နယ်အသင်းကိုနောက်တစ်ဆင့်ကိုထမ်းတင်ပေးနေတဲ့ကစားသမားတွေကတယောက်ဖြစ်တယ်ဆိုတာကျွန်တော်တို့ညင်းလို့မရဘူးဒီရာဒီအာဆင်နယ်အသင်းပရီးမီးယားလိဆိုဘလောက်ကိုစုခူးသွားခဲ့ရင်တော့ ဒီကစားသမားက PFA အကောင်ဆုံးစုကိုရရှိတဲ့နဲ့ဆိုပြီးတော့ဒါဂျင်မီကာရီကာကဒါကာဘရီယယ်မကဟေးနဲ့ပတ်သက်ပြီးတော့ဒါချီချူးစကားဆိုထားတယ်အခုတော့ဒါသူချီချူးလို့လားတော့မသိဘူးဗျာဒီလားဒါကာဘရီယယ်မကဟေးကအခုဆိုရင်တော့ဒန်ရန်ရရှိသွားပြီဒါအခုဆိုလို့ရင်သူပွဲစဉ်တော်တော်များများကိုလွဲချော်မယ်အာဆင်နယ်အသင်းရဲ့ဒါအဓိကဘစ်မန်ပွဲစဉ်တွေဖြစ်တဲ့ဒါစပါးနဲ့ပွဲစဉ်ချဲစီးနဲ့ပွဲစဉ်ဒါပြောရပြီဆိုကျွန်တော်တို့ချန်ပီယံလိပွဲစဉ်ဖြစ်တာဘစ်မန်ပွဲစဉ်ဖြစ်တွေ့ရမယ် ဒါ Bayern Munich အသင်းနဲ့ပွဲစဉ်အစားလွတ်သွားမယ်ဒါသတင်း report တော်တော်များများမှာတော့ဒါ December လ30ရက်နေ့တနင်္လာနေ့ December လ9 January တဲလောက်မှာပဲဒါဒီကစားမကိုပြန်ပြီးတော့အသုံးပြုသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့သတင်းဌာနတော်တော်များများကဖော်ပြထားတယ် နောက်တဲ့တင်ဒီပုတ်အနေနဲ့ကျွန်တော်တို့အာဆနယ်တင်းရဲ့ဒဏ်ရကစားသမားတွေတဲကဒါနိုနီမာဒူကီနဲ့ပတ်သက်ပြီးတော့ဗောလေဒါနိုနီမာဒူကီနဲ့ပတ်သက်ပြီးတော့နောက်အာဆနယ်ရဲ့ပေါ်ပြချက်တွေအရကျွန်တော်တို့အာဆနယ်တင်းရဲ့ကစားသမားနိုနီမာဒူကီဟာဒါအခုဆိုလို့ရှိရင်ကြက်ခိုင်မှုပိုင်းဆိုင်ရာဒါလေ့ကျင့်ခန်းတွေများစွာပြုလုပ်ပြီးတော့ဒီကစားသမားကလာမဲ့စပန်းနဲ့ပွဲစဉ်မှာကြက်ခိုင်မှုပြပြနေဒါဒီကစားသမားကကွင်းထဲကိုပြန်လည်ဝင်ရောက်လာနိုင်တယ်ဆိုပြီးတော့နောက်အာဆနယ်ကပေါ်ပြထားတယ်နောက်တဲ့တင်ဒီပုတ်အနေနဲ့အာဆနယ်ဇုံရဲ့ပေါ်ပြချက်အရကျွန်တော်တို့အာဆနယ်တင်းရဲ့ဒါကစားသမားက ိုင်ဟာဗတ်အနေနဲ့ဒါသူ့အနေနဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာဒီများစွာပြုလုပ်ပြီးတာဖြစ်သည့်တိုင်အောင်ဒီကစားသမားကိုဒါပြန်လည်အသုံးပြုရဖို့အတွက်အချိန်နေပေးရအောင်ပဲဖြစ်ပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပြန်ပြီးကိုင်းထဲမှာမြင်တွေ့ရလာနိုင်တဲ့အချိန်ကဒီဇင်ဘာလကုန်လောက်မှာပဲဒီကစားသမားကိုပြန်လည်မြင်တွေ့ရလာနိုင်တယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတချို့ကဖော်ပြထားပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့တိုက်စစ်မှု Victoria Cross နဲ့ပတ်သက်ပြီးတော့ဒီကစားသမားကလေ့ကျင့်ခန်းနေပြန်ဆင်းနေတာမှန်ပါတယ်။ဒီကစားသမားနဲ့ပတ်သက် ပြီးတော့ကျွန်တော်တို့အချိန်နှင်းငယ်ပေးရအောင်မယ်ထင်တယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးစက်တဲ့အာဆင်နယ်ရေတာကထပ်မံရေးသားဖော်ပြထားတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်အာဆင်နယ်တင်းရဲ့ကစားသမားဒါဂါရီယယ်မာမာတင်နယ်လီပေါ့လေဂါရီယယ်မာတင်နယ်လီနဲ့ပတ်သက်ပြီးတော့ဒီ international break မှာဂါရီယယ်မာတင်နယ်လီကဒါအသင်းနဲ့ training တွေပြုလုပ်နေတယ်ဒီကစားသမားရဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာကတည်တတာတိုးတက်လာပြီးတော့လာမယ့်စပါးနဲ့ပွဲစဉ်မှာဒီကစားသမားကိုမြင်တွေ့ရသွားဖို့ရှိတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးစက်တဲ့သတင်းတော်တော်များများမှာရေးသားဖော်ပြထားပြီး ဒီကစားသမားနဲ့အတူဒါကျွန်တော်တို့အသင်းကောင်းဆောင်မာတင်အိုရီကတ်လည်းပြန်လည်ပါဝင်လာနိုင်တယ်ဆိုပြီးတော့တင်ဌာနတွေကဖော်ပြထားတယ်။ဒါဒီအဒီမှာကျွန်တော်အာဆင်နယ်အသင်းနေနဲ့ခုဆိုလို့ရှိရင်တန်ရကစားသမားတွေတဲကထွက်မလာသေးတဲ့ကစားသမားစုစုပေါင်း9ယောက်ထိရှိတယ်။ဒါကဘယ်သူတွေလဲဆိုလို့ရှိရင်ဒါကာရီယေဂျေဆူဒါဗစ်တီယိုဂရက်ကိုင်ဟာဘတ်ဒါပြောရပြီဆိုလို့ရှိရင်နိုနီမက်ဒူဂီ ဒါကာရီယမာတင်နလီဒါမာတင်အိုရီဂတ်ဒါကာရီယမကဟေးပေါ့လေဒါဒီကစားသမားစုစုပေါင်း9ယောက်ရှိတယ်ဒါ9ယောက်ဆိုရဲအားကဒါနဲတော့မနေဘူးဗျ။ဒါလို့လဲဆိုကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဒီယာဒီမှာစူပလာအောင်မြင်မှုတွေလိုချင်တယ်ဆိုရင်တန်ရာပြဿနာတွေကိုလည်းကျွန်တော်တို့တွေအကောင်းဆုံးကြော်လွှားနိုင်မှာရမယ်။ဒါဒီနေရာမှာကျွန်တော်အာဆင်နယ်အသင်းအနေနဲ့စကော့တာတောင်တင်းတာဖြစ်တည်တိုင်အောင်ကျွန်တော်ညီကိုတွေတော်တော်များများပြောပါတယ်။ဒါအာဆင်နယ်အသင်းကဒီယာဒီမှာလူတွေခေါ်ရတာ2သင်းစာလောက်3သင်းစာလောက်တနည်းအားဖြင့် ဒါ7နှစ်စာလောက်လူခေါ်ထားတာဘာမှကြောက်စရာမရှိဘူးဆိုပေမဲ့လို့ကျတို့ line နဲ့ player တွေနဲ့ second line နဲ့ player တွေနဲ့ first line နဲ့ player တွေကြားမှာဒါကွာဟမှုကဒါမကြီးမားတော့ဘူးအရင်လိုမကြီးမားတော့ဘူးဒါကျင်းမြောင်းတာဖြစ်သည့်တိုင်အောင်ကျွန်တော်တို့တွေဒါပွဲကစားချိန်နဲနေတဲ့ကစားသမားတွေကိုထည့်သွင်းကစားတဲ့နေရာမှာကျွန်တော်လိုအပ်ချက်တွေများစွာရှိတယ်ဒါတွေကို Arsenal အသင်းရဲ့ MKR data ဖြည့်ရှင်းနိုင်မှာရမယ်ဒါကျွန်တော်တို့ Arsenal အသင်းနဲ့ Super League လိုအပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် line နဲ့ player တွေ ဒါ first line နဲ့ player တွေအမြန်ဆုံးပြန်လာနိုင်တာတော့အကောင်းဆုံးပဲပေါ့လေအခုဆိုလို့ရှိရင်တော့ဒါပြန်လာနိုင်မဲ့ကစားသမားတွေများစွာရှိတဲ့နေရာမှာကျွန်တော်တို့အဓိကစောင့်မျှော်နေတဲ့တိုက်စစ်မှုတွေဖြစ်တဲ့ဒါ Kai Havoc, Covid, Yorkcrest ပေါ်က ဒါနှစ်ယောက်စလုံးနဲ့ပတ်သက်ပြီးတော့ကခြေနေတည်းကကောင်းမနေဘူးဗျာเนาะဒါဒီကစားသမားတွေပြန်လဲပါဝင်လာနိုင်မှုအတွက်ဒါကျွန်တော်တို့တွေအချိန်ထက်ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်တင်းတော့ဒါနှစ်နာမှုတွေများစွာရှိတယ်ဒါအခုဆိုလို့ရှိရင်ဒါကာရီယာဂျေဆူးရဲ့ပတ်သက်ပြီးတော့လဲကာရီယာဂျေဆူးကလည်းဒါဒီဇင်ဘာလကုန်လောက်မှာပဲပြန်လဲပါဝင်လာနိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်ကစားသမားတွေဒါ9ယောက်ထဲမှာ4ယောက်လောက်ကတော့ဒါဒီဇင်ဘာလကုန်လောက်မှာပဲပြန်လဲပါဝင်လာနိုင်မှာပေါ့လေနောက်ထပ်တနေ့ပုံနေနဲ့ကျွန်တော်အာဆင်နယ်တင်းရဲ့လူငယ်ကစားသမားလေးအီတန်ဝနရီက ဒါလာမဲ့အပြောင်းရွှေ့ဈေးကွက်ကြလို့ရှင်ဒီစောင်းဈေးကွက်ပေါ့လေဒီစောင်းဈေးကွက်မှာဒီကစားသမားလေးကိုအငားထွက်ကစားဖို့အတွက်ဒါအာဆင်နယ်အသင်းကလမ်းဖွင့်ပေးထားတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားတယ်ဒီကစားသမားလေးကဂိမ်းတိုင်းနေဒါအများစွာလိုအပ်တယ်ဒါဂိမ်းမိနစ်တွေများစွာလိုအပ်တာဖြစ်တဲ့အတွက်ဒီကစားသမားလေးကိုအာဆင်နယ်အသင်းကအငားထွက်ကစားဖို့တော့ခွင့်ပြုပေးနိုင်ဖို့ရာခိုင်နှုန်းများတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးစပ်တဲ့သတင်းဌာနတစ်ခု ဖြစ်တဲ့ At Your Arsenal ဆိုတဲ့သတင်းဌာနတစ်ခုကရေးသားဖော်ပြထားပါတယ်ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့ဒီကနေ့ ညက်ဒီကနေ့ညအာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေပဲဖြစ်ပါလေဗျကျောင်းညီကိုတွေရောဘယ်လိုထင်လဲဒါပဲကစားသမားတွေအမြန်ဆုံးပြန်လာမယ်လို့ထင်လဲကောမဝင်ဆွေးနွေးသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျသူတွေမှာ